哦ဒုက္ခပါပဲအခုချော်လဲသွားမယ်ဆိုရင်တော့ငါအတော်ဒုက္ခရောက်သွားတော့မလို့နင်းကလေအင်ကိုတေးသေးချာချာလေးအောင်တန့်ရှင်မလောက်ချက်ဘူးလားနင်းကိုကြမ်းတိုက်ခိုင်းတာလေရေခွက်တွေကြီးပဲရောက်ခမဖြစ်တော့ကအလောက်တမကိုစုဖို့ဂျိန်မောင်းနေခဲ့တဲ့အချိန်မှာပဲချွေးမလေး shopping ထွက်ပြီးအင်ကိုပြန်လာခဲ့ပါတယ်ဒီနေ့အတော်ပင်မန်းနဲ့အမေရဲ့ shopping ထွက်နေရင်ねခြေထောက်တွေအောင်ညောင်းသွားတယ်ခနာကိုတစ်ခုလုံးကလည်းပင်မန်းနွမ်းနေနေရပဲ ကဲရှော့ဒီမှာငါ့ရဲ့အိတ်ကိုရှူသွားပြီးအခန်းထဲမှာသွားထားလိုက်အောင်နေကျောင်းနောက်တစ်ခါပြန်တိုက်လိုက်အောင်နော်ဘလောက်တောင်ညစ်ပတ်နေလဲဆိုတာတွေ့ရမလားအမေ तू ကလေဘာအလုံးမကောင်းကောင်းမလုပ်ချင်ဘူးတီလားဒီမိန်ကလေးကတော့ချမ်းသာတဲ့ချွေးမလေးကင်ဂျယ်ပဲဖြစ်ပါတယ်သူကဆင်းရဲသားတွေကိုစွန့်တော့တတော်လေးရုံရှာမုန်းကြည့်ပါတယ်ဒါကြောင့်ပဲ तू မအိမ်မှာအလုံးလုံးနေတဲ့အလုံးသမားတွေကိုတော့မှ तू မကောင်းကောင်းမဆက်ဆံပါဘူးဒါကြောင့်လေသူတို့အိမ်မှာအလုံးသမားမမြင်ရပါဘူး ခဏခဏအလောက်သမားတွေအလောက်ကနေထွက်သွားလေးရှိပါတယ်ရန်ဂျနာစီမှာသားနှစ်ယောက်ရှိပါတယ်သားနှစ်ယောက်လုံးကသူတို့အဖေရဲ့လုပ်ငန်းကိုပဲဦးစီးဦးဆောင်ပြုလုပ်ပေးနေကြတာပါချွေးမအကြီးလေးကင်ဂျယ်ကလည်းချမ်းသာတဲ့အိမ်ကမိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်သူမရဲ့ဖခင်ကိုရိုင်းကအရန်ကိုချမ်းသာတဲ့တထဲကြီးတဦးဖြစ်ပြီးဟိုတယ်တွေကိုလည်းဦးစီးဦးဆောင်လုပ်နေပါတယ်ဒါကြောင့်လေတထဲသမီးလေးကအရန်ကိုမောက်မှာထောင်လွှားနေကြတာပေါ့တကယ်မှာတော့ကဲဒရိုက်ဘာကြီးကားအမြန်ထုတ်လိုက်ရော ဒီနေ့ရုံသွားဖို့နောက်ကျနေပြီ။သူလည်း driver နဲ့အတူရုံကိုသွားနေခဲ့တဲ့အချိန်မှာပဲလမ်းမှာမီးနေတဲ့အတွက်ကားရပ်နာထားရပါတယ်။ဆရာရဲ့မနက်ထဲကဘာမှမစားရသေးလို့တနာတော့အဖြစ်ပတ်စံလေးနည်းနည်းပေးပါ။ Gorof ကတော့စင်ရဲသားတွေအပေါ်ကျွန်တော်တနာတက်သူတူဖြစ်ပါတယ်။သူရဲ့အိတ်ထဲမှာပါတဲ့ငွေတရာရန်ကိုထုတ်ပြီးစင်ရဲသားလေးကိုပေးခဲ့ပါတယ်။ ွေးရဲ့ဘေးချင်းကရက်ဘတ်စကားပေါ်မှာထိုင်နေတဲ့ဆိုနမ်ဆိုတဲ့မိန်းကလေးကဒီအဖြစ်အပျက်တွေအားလုံးကိုကြည့်နေခဲ့ပါတယ်။ထူးဆန်းလိုက်တာနော်။ဒီနေ့လိုခင်မျိုးမှလည်းသဘောကောင်းတဲ့တထေးတွေအများကြီးရှိနေသေးရပဲ။ဒီနေ့ဆိုနမ်ပထမဦးဆုံးရုံတက်ရမယ့်နေပါ။သူမရုံရောက်ရှိလာခဲ့တဲ့အခါမှာတော့တထေးကတခြားသူမဟုတ်ပဲကော်ရက်ဖြစ်နေအောင်ကိုတွေးလိုက်ရပါတယ်။အော်အခုနောက်ကလမ်းမှာတွေးခဲ့တဲ့အကိုပဲ။ကောင်းပါရဲ့လေ စိတ်သဘောထားပြေးွားတဲ့သူရှိမှအလုံးလောက်ရတော့ငါအတွက်လည်းလုံးချုံတာပေါ့ဆိုနမ်ဆိုတာကတော့စင်ရဲတဲ့အင်္ဂါမိန်ကလေးတယောက်ဖြစ်ပါတယ်။သူမရဲ့မိသားစုကိုရှာဖွေကျွေးမွေးဖို့အတွက်သူမကိုယ်တိုင်အလုံးလုံးနေရတာပါ။ဆိုနမ်လည်းအလုံးကိစ္စရှိတဲ့အခါတိုင်းသူ့ရဲ့တထေနဲ့အတူတူသွားရပါတယ်။အစီဝဲပွဲတွေကိုလည်းသူမကိုယ်တိုင်လိုက်ရပါတယ်။သူမအချင်းစာရိုက်တာကောင်းမွန်ပြီးအလုံးလုံးတဲ့နေရာမှာလည်းတည်ကြပါတယ်။ဒါကြောင့်ကော်ရော့ဖ်ကလည်းဆိုနမ်ကိုလောရီကန်ရဲ့အကြောင်းသဘောကျနေရပါတော့။ တရမတော်မထင်မှတ်ထားတဲ့ထူးဆန်းတဲ့စကားတခွန်းကိုတထေသားလေးကပြောလာခဲ့ပါတယ်။ဆိုနမ်ငါမင်းနဲ့လက်ထပ်ချင်တယ်။အော်ရှင်ဒါဘလို့စကားတွေပြောနေရလဲ။ကျမရှင်ရဲ့ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတအုပ်ပါ။ပြီးတော့ကျမတို့မိသားစုကတအားဆင်းရဲတယ်။ကျမမှာမိဘတွေရှိတယ်သူတို့ကိုကျမလှုပ်ကြွေးရသေးတယ်။ကျမရဲ့မောင်လေးရလည်းငငယ်လေးပဲရှိသေးတာ။ကျမမိသားစုကိုကျမကလွယ်ပြီးကြီးမဲ့သူမရှိဘူး။သူတို့အားလုံးကိုကျမပဲတာဝန်ယူထားပေးရတာလေ။စိတ်ပူမနေပါနဲ့။ ငါကတထေးပဲဥစ္စာမင်းတို့အားလုံးအဆင်ပြေသွားအောင်လို့လှုပ်ပေးနိုင်တယ်။မင်းရဲ့မောင်လေးကိုလည်းငါ့ရဲ့ကုမ္ပဏီမှာအလုပ်တစ်ခုပေးနိုင်ပါတယ်။ညင်းဆိုမနေပါနဲ့။မင်းငါနဲ့လက်မထက်ဖိုးဆိုင်တော့ငါတတက်လုံးလူပြိုကြီးပဲလှုပ်ကြောက်မှာနော်။ငါကဘလောက်တောင်မှခေါင်းမှလဲဆိုတာမင်းသိတယ်မလား။စွန်နမ်ကလည်းလက်ထက်ပွဲကိုသဘောတူခဲ့ပါတယ်။ကော်ရက်ကလည်းအင်ကိုရောက်သွားတော့မိသားစုဝင်တွေအားလုံးနဲ့ဒီအကြောင်းအရာတွေကိုပြောဆိုပါရီ။ဟဲ့ဘာပြောလိုက်တယ်။ငါတို့ကုမ္ပဏီမှာအလုပ်လုပ်တဲ့အဆင့်တန်းမရှိတဲ့စင်ရတဲ့မင်းကလေးနဲ့လည်းလက်ထက်မဲဟုတ်လား။ မကြီးလူဆိုတော့ပတ်စံနဲ့လိုက်ပြီးတတ်မှတ်ပြီးအဆင့်တန်းခွဲခြားလို့မရဘူးလေမိခင်ဖြစ်သူကလည်းသူ့သားလေးဘလောက်ကြောင့်ခေါင်းမလိုက်တလဲဆိုတာကိုကောင်းကောင်းသိပါရဲ့အဲ့ဒါကြောင့်သူကဘာမှဝင်မပြောဘဲနဲ့သာနားထောင်နေလိုက်ပါရဲ့သူတခုခုကိုလိုချင်ပြီးဆိုရင်တော့ချိန်တီပေါက်ရှောင်းယူတတ်တယ်လေနောက်ဆုံးမှာတော့ကော်ရက်ကလည်းသူ့ရဲ့ချစ်သူလေးကိုလက်ထပ်ပြီးအိမ်ကိုခေါ်ဆောင်လာခဲ့ပါရဲ့ဒီလိုနဲ့ဆင်းရဲတဲ့အိမ်ကမိန်းကလေးနဲ့ချမ်းသာတဲ့အိမ်ကချွေးမလေးဖြစ်သွားခဲ့ရပေါ့အိမ်ကိုရောက်လာတာနဲ့ လင်ညီမဖြစ်သူကပညာစပြပါရယ်ဟဲ့ရှော့ဒီမှာငွေ900ယူထားလိုက်နေရမျက်နှာကြည့်ပွဲအတွက်ငါပေးရလက်ဆောင်900ကအနေနဲ့ထိုက်တန်လို့ဒီလောက်ပဲပေးရနော်ကိုအဆင့်တန်းနဲ့ထိုက်တန်ဒီလောက်ရတာကိုကျေးဇူးတင်ငါပေးတာများတော့မှများသွားပြီချွေးမကြီးရေဒီနေ့ငါတို့အိမ်မှာအလုံးလုံးနေတဲ့အလုပ်သမားလေးရောသူအလုပ်လာတာမတွေ့ဘူးနော်ဟုတ်တယ်သူဒီနေ့ရောက်ဆော့ပြီးအလုပ်လာမှမဟုတ်တော့ဘူးလေကျမတို့အလုပ်ကနေထုတ်ပြစ်လိုက်ပြီး "तू อ่ะလေအတော့ကိုမကြဘူး။ကျမအရန်ကြိုက်တဲ့ coffee ခွက်ကိုဖျက်ဆီးဖြစ်လိုက်တယ်။"အော်ခွက်လေးတစ်ခွက်တန်းနဲ့အလုပ်သမားတယောက်လုံးထုတ်ပြစ်စီရလားကဲထားပါတော့လေမင်္ဂလာဆောင်အစင်လာတွေကိုလုံနေရတာအရန်ပဲမှန်းနေပြီငါအတော်လက်ဖေးတစ်ခွက်သွားဖြော်ပေးအောင်အမေရဲ့ကျမကိုလက်ဖေးဖြော်ခိုင်းနေရလားကျမသွားရမယ်ပေါ့ကျမကလေမိဘအိမ်မှာနေတော့ကရောလက်ထပ်ပြီးအမေအိမ်ကိုရောက်လာတော့ရောဘယ်တော့ကများမိဖို့ကြောင့်ဝင်ခဲ့ဘူးလို့လေ ကျမအိမ်မှာဆိုရင်တော့မိဖို့ကံဘလို့ရှိလဲဆိုတော့ကိုတော့မတွေ့ဘူးဘူးအမေလက်ဖေးရန်တောက်ချင်တယ်ဆိုရင်လည်းကိုတိုင်းတော့ဖြော်လိုက်လေကျမလိုချမ်းသာတယ်မင်းကလေးရရခွမအိမ်မှာအလုံတမားလိုအလုံလုံးဖို့အတွက်လာတာမဟုတ်ဘူးနော်ငါနဲ့စီရနေလက်ဖေးလေးတစ်ခွက်ပဲတောင်းတာပါချွေးမကြီးရဲ့လက်ဖေးတစ်ခွက်အတွက်နဲ့အဲ့လောက်တောင်ပြောဆိုနေစရာမလိုဘူးနင်လက်ထပ်ပြီးဒီအိမ်ကိုရောက်လာတာ6လကျော်နေပြီနင်ငါတို့အတွက်ဘာလုပ်ပေးဘူးလဲထမင်းတစ်ခေါက်ခူးပေးဘူးလားလက်ဖေးတစ်ခွက်ဖြော့ပေးဘူးလား ဟုတ်တယ်လေကျမတို့တထေသမီးအားဂျာရီအားလုံးလုံးနေစီရလားကျမရဲ့အဖေမှာပိုင်ဆိုင်တဲ့ဟိုတယ်ရီအများကြီးပဲရှိရဲ့အိမ်မှာတော့မစဖို့မှုနဲ့ကျမတို့ကထမင်းဟင်းချက်စားခိုင်းကြတာမကြီးရလေဗျာအမေကလက်ဖေးလေးတစ်ခွက်ပဲတောင်းတာပါဒီလောက်ထိအများကြီးပြောစီရတော့မလိုဘူးလို့ထင်တယ်တော်ပါတော့မလေးရဲ့နင်းပါစပ်ပိတ်ထားလိုက်တာပို့ပြီးတော့ကောင်းလိုက်မယ်နော်ကိစ္စတွေကအကျဲအကျဲဖြစ်ကုန်ကြတဲ့အချိန်မှာစုံနမ်းမကဝင်ပြောပါရီအမေရဲ့ပြန်မနေရဲဆိုရင်လည်းခဏအနားယူလိုက်ပါလား ။လဖေးရီကိုတော့ကျမကိုယ်တိုင်ပဲဖြောလာခဲ့ပေးမယ်နော်။အားလုံးစားဖို့အတွက်အကြော်ပါတစ်ခါတည်းကြော်လာခဲ့လိုက်မယ်လေ။ချွေမလေးအိမ်ကိုရောက်လာတာနဲ့မိဖို့ကန်ရဲ့တာဝန်တွေအားလုံးကိုယူပေးလိုက်ပါရီ။စားတော့ဖို့အတွက်လဖေးရီနဲ့အကြော်ရီကိုလည်းဒီမှာကြော်ပေးပါရီ။ဒါနဲ့မကြီးရေကျွန်တော်အဖြူရောင်တီးရှပ်လေးပြောင်းနေလို့မာရွှင်ပြီးတော့မြောင်းအကိုအတွက်ဆော်ပြီးတော့ယူသွားလိုက်သေးလား။ဗီဒီယိုထဲမှာရှိမလားမသိဘူးနော်။ဘယ်အသိမလဲ။ငါအလောက်ထိလိုက်ပြီးတော့ကြည့်နေရမှာမဟုတ်ဘူး။ဒီအိမ်ရဲ့အလောက်သမားလည်းမဟုတ်ဘူးလေ။ ကိစ္စတိုင်းငါ့ကိုလာမေးမနေနဲ့ငါမသိဘူးအလို့တွေအားလုံးကတော့နင်းရဲ့မိန်းမကိုပဲခိုင်းလိုက်ပါလားမိန်းမယူထားတာဘာလို့ဖို့လဲပြီးတော့ခဏနေအောင်ငါရဲ့အဝဲဗီဒီယိုကိုထိဖို့အတွက်လုံးဝမကြိုးစားပါနဲ့ငါရဲ့ဗီဒီယိုထဲမှာပတ်စံတွေလက်ဝက်လက်စာတွေရှိတယ်တခြားသူတွေထိရကိုင်းတာမကြိုက်ဘူးနော်နင်းရဲ့မိန်းမဆင်းရဲတဲ့အိမ်ကနေရောက်လာတဲ့သူဆိုတော့ငါရဲ့ပြည့်စည်တွေကိုထိပြီးမကောင်းတဲ့စိတ်တွေပေါ်ပေါက်လာရင်ဘယ်လိုလုပ်မလဲ တလောက်များတဲ့လက်ဝဲလက်စားတွေနဲ့ပတ်စံတွေကိုတော်တော်တဘဝအောင်တွေ့မှုမှာတော့မဟုတ်ဘူးမကြီးစကားကိုဘလို့ပြောတာလဲအရန်တရားလွန်နေပြီနော်သူစိတ်ရဲတယ်ဆိုတာနဲ့ပြောချင်တာပြောလို့ရမရလားနောက်ဆိုရင်ဒီလိုစကားလာမပြောပါနဲ့ကျွန်တော်တို့ဆက်ပြီးတီးခတ်နေမှာမဟုတ်ဘူးအင်္ဂမိသားစိုးဝင်တွေရဲ့ပုံစံတွေကိုတွေ့ကြရတဲ့အခါချွေမအစ်တလေးကလည်းအရန်ကိုအံ့အားသင့်နေခဲ့ပါတယ်နှစ်ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာရခမဖြစ်သူကအိမ်မဖျားရှိခိုးဘူးဆိုပွဲလေးလုပ်ပါရီချွေးမအကြီးရဲ့ ဖျားပွဲကိုနေအရေးဆုံးအစပြုလိုက်ပြီးသွားတဲ့အခါကျရင်တော့ချွေးမအငယ်လေးလှုပ်လိုက်မယ်ဒုက္ခပဲငါ့ကိုဖျားရှစ်ခိုးခိုင်းနေပြီငါမဖျားစော်ရီမရတာလူတွေကလည်းအများကြီးပဲငါအဆက်ကွဲတော့မယ်နေတူတယ်။သူမလည်းဖျားစော်နှစ်ချောင်းလောက်ဆိုပြီးရဲ့နောက်မှာတော့ကဲချွေးမအကြီးဆက်ပြီးတော့ဖျားစော်ကိုရုတ်ဖတ်လေတဝတပြတ်ထားတာမကောင်းဘူးနော်ဟိုလေအမေဟိုတကယ်တော့လေ ဆိုလမ်ကကိစ္စရိအလုံးကိုနားလေသွားတဲ့အတွက်သူရဲ့လင်ကြီးမဖြစ်သူနဲ့အတူတူဖျားစာလိုက်ဆိုပါရီ။သူမကဲတင်ပေးလိုက်တဲ့အတွက်အလုံးအရှိမအရှက်မကွဲရတာပါ။ဒါရီကိုမြင်တွေ့ခဲ့ရတဲ့ရခမဖြစ်သူလည်းနည်းနည်းလေးတော့ထူးဆန်းနေပါရီ။ဘာဘဲပြောပြောပါ။ချွေမငယ်လေးကစင်းရဲတဲ့အင်္ဂါဆိုပေမဲ့ရှင်ကြီးတယ်၊လိမ်မာတယ်၊နားလည်မှုရှိတယ်နော်။ဟုတ်တယ်ဟုတ်တယ်။ချွေမငယ်လေးတိတ်လိမ်မာတာပဲ။ဒီစကားတွေကြားရတော့ရခမဖြစ်သူလည်းဝမ်းသာပျော်ရွှင်နေခဲ့ပါရီ။ ချွေမငယ်လေးကအိမ်ကိုရောက်လာတာနဲ့အားလုံးရဲ့စိတ်ထဲမှာနေရယူနိုင်သွားပါတယ်။သူမရောက်လာတဲ့နေရာစပြီးအိမ်ရဲ့တာဝန်တွေအားလုံးကိုယူပေးခဲ့တာပါ။ညစာစားတော့ဖို့အတွက်ကိုလည်းသူမဖွဲ့ဖွဲ့ရရချက်ပြုတ်ပြင်ဆင်ပေးပါသေးတယ်။ကောင်းတယ်ချွေမငယ်လေးရဲ့နေရဟင်းချက်လိုက်ရကတော့အမှန်ခံပဲ။ဟုတ်တယ်ချွေမငယ်လေးရဲ့ငါသားလေးနင့်ကိုရွေးချယ်တာတကယ်ကိုမှန်ကန်တယ်။ချွေမကြီးကတော့လက်ဖက်တစ်ခွက်တောင်းဒီနေ့အထိဖြော့တိုက်ဖို့တော့မဟုတ်ဘူး။ကျမချမ်းသာတဲ့အိမ်ကလေ ကျမတို့အိမ်မှာရေခတ်တောက်ဖို့တောင် အလုပ်သမားရှိတယ်။သူ့အိမ်မှာသူဒီကိစ္စတွေအားလုံးကိုယ်တိုင်လုပ်ရတာဆိုတော့ဒါတွေအားလုံးလုပ်တတ်နေရမဆန်းပါဘူး။ချွေးမလေးရဲ့စင်ရဲတဲ့အိမ်ကလာတဲ့သူချမ်းသာတဲ့အိမ်ကလာတဲ့သူဆိုပြီးခွဲခြားနေလို့မရဘူး။အနည်းဆုံးတော့သူကလူချစ်လူခင်ပေါအောင်နေတတ်တယ်။နေရတော့ဘယ်သူနဲ့မဆိုစကားကောင်းကောင်းတောင်ပြောတာမဟုတ်ဘူး။ရကမရဲ့စကားတွေကိုကြားရတာနဲ့ချွေးမအငယ်လေးကိုအားလုံးသဘောကျနေပြီဆိုတာသူမကောင်းကောင်းနားလည်သွားပါရဲ့ ဒီမွေမလာတာနှစ်ရက်ပဲရှိသေးတယ်ဘာလို့လိုက်တာလဲဒီအချိန်မှာချွေးမကြီးကရောက်ခမရဲ့စကားတွေကိုအရင်တုန်းကထပ်ပိုးပြီးတော့နားမထောင်ခဲ့ပါဘူးချွေးမငယ်လေးကတော့အားလုံးရဲ့အလုပ်တွေကိုတေးချလုပ်ပေးပါတယ်တရမှာတော့ရောက်ခမနဲ့ရောက်ခတိတို့မျိုးအပြင်ကိုသွားကြပါတယ်ပြန်လာနေတဲ့အချိန်ကြည့်ပါဦးငါတို့ဘိုးဘွားအစင်စားပိုင်ဆိုင်လာခဲ့တဲ့လေဆွဲလေးကဘလောက်တောင်လှလိုက်တယ်လဲမင်းနဲ့အရှမ်းလိုက်တယ်ဟုတ်တယ်ရှေ့မေကကျမကိုဒါလေးလက်ဆောင်ပေးခဲ့တာသူမှချွေးမတယောက်ပဲရှိလို့ ျမမချွေးမနှစ်ယောက်အခုဒီလေဆွဲဘယ်သူ့ကိုပေးရမလဲတယောက်ကိုပေးလိုက်ရင်တယောက်ကတော့ကျင်းသေးပေါ့ရှမ်းဖြစ်မှာပဲဘော်ရီစဉ်းစားနေရလဲတကယ်တော်ပြီးထိုက်တန်တဲ့သူကိုပေးရမှာပေါ့ငါဘာကိုပြောချင်လဲဆိုတော့မင်းနားလေတယ်မလားဒါကြောင့်ရောက်ခမဖြစ်သူကလည်းချွေးမအငယ်လေးကိုပေးခဲ့ပါတယ်ချွေးမအငယ်လေးရေဒါကငါတို့ဘိုးဘွအစင်ဆက်ပိုင်ဆိုင်လာခဲ့တဲ့လေဆွဲလေးပဲနင့်ကိုဒီနေ့ပေးလိုက်ပြီးနင်းနဲ့ထိုက်တန်လို့တော့တေချာထိမ့်သိမ်းစောင့်ရှောက်ထားနော် အခုအချိန်မှာချွေးမကြီးကလည်းသူဘလောက်မှားသွားလဲဆိုတာကိုသဘောပေါက်သွားပါတယ်။အားလုံးပြောကြတဲ့စကားအမှန်နဲ့နော်။ကျမကျမတော်ဝင်ကျမမယူတတ်ခဲ့ဘူး။သူကတော့အငယ်ဖြစ်ပြီးတော်ဝင်တွေအားလုံးယူပြခဲ့တယ်။ကျမလည်းဒီနေ့ကစပြီးတော်ဝင်တွေတဲချယူမယ်။ဒီလိုနဲ့ချွေးမအကြီးလည်းပြောင်းလဲသွားပါတယ်။သူမမိသားစုဝင်တွေအကုန်လုံးနဲ့ဘယ်လိုမျိုးပေါင်းစည်းနေထိုင်ရမလဲဆိုတာကိုလည်းသဘောပေါက်သွားပါတယ်။